အားလုံးပဲမင်္ဂလာပါဘူရတအစီအစဉ်ကနေပြန်လည်ကြိုဆိုင်ပါတယ်ဒီနေ့မှာတော့ကျောင်းကြားအားလုံးပိုင်း AI ဆိုတဲ့ခေါင်းစဉ်နဲ့ပြပါဆောင်ဝါလေးတစ်ပုဒ်ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ AI လို့ခေါ်တဲ့အသိဉာဏ်တူနည်းပညာတော့တူတူတက်လာခဲ့တယ်အဆက်တရာစုရဲ့တတိယဆက်စုနဲ့ဒီပတ်ပိုင်းမှာ Sovereign AI ဆိုတဲ့စကားလုံးတည်းကစားလာတာတွေ့ရပါတယ်ကျောင်းကြားအားလုံးပိုင်း AI လို့ဆိုရင်ရပေါ်ရတာမှာပါဒီစကလုံးဟာလက်ရှိ AI လုံးကမှာအမေရိကန်နဲ့တရုတ်တို့ရဲ့ဩစာလွှဲမှုတွေနဲ့ပတ်သက်ပြီးတော့ ော်ထလာတယ်လို့ထင်တော့မွားပါဘူး။ကျုံကြအာရာဝိုင်းဆိုတဲ့အသုံးလုံးပါတယ်။ဒါကလေးပြားသက်မုတ်တော့ပဲနဲ့နိုင်ငံရေးစီးပွားရေးလူရေးတွေပါတယ်ပြီဆိုတော့သိနိုင်ပါတယ်။ကြီးစကလုံးကိုသုံးလာကြတော့က EU, Japan, Korea, India တို့လိုနိုင်ငံတွေပါ။ကျွန်တော်တို့အရှိတောင်အခြားနိုင်ငံတွေတဲကဗီယက်နမ်နိုင်ငံလည်းဝိုင်းပါတယ်။သူတို့ကသူတို့တိုင်းပြည်ရဲ့ကိုမအင်းရဲ့ကိုရဲ့ကြီးတွေကိုတိကျဖို့ကြိုးပမ်းအားထုတ်နေကြပြီးတော့ဒီလောကကိုစိုးမိုးနေတဲ့ အမေရိကန်နဲ့ကျင်းတို့ရဲ့အမိကူမတွေကျင်းလို့အောင်ထိုးပေါက်နေတာကိုပဲချုံချာအောင်အရိုင်းပါဆိုင်အောင်လုပ်နေတာလို့ပြောစရာဖြစ်ပါတယ်ဒီလိုတိကျတဲ့နေရာမှာကိုယ်ပိုင်ဘာသာစကားကိုယ်ပိုင်ယဉ်ကျေးမှုနောက်ဆုံးကိုယ်ဘာသာစကားရဲ့ဘန်းစကားတွေအထိပါ AI နဲ့သုံးနိုင်အောင်လုပ်လာကြရတော့ပါဒီပညာတစ်ခုကတိုင်းပြည်တစ်ပြည်ရဲ့ချုံချာအောင်ကိုဘလောက်ထိထိတိုင်းနိုင်လို့တိုင်းပြည်နိုင်ငံတွေက global နိုင်ငံရေးဘက်ကိုဆက်သွားပဲနဲ့ ပြည်ရင်းဘက်ကိုပြန်နှဲ့နေရတာလဲဆိုတာမေးချရှိပါတယ်ဒီဘက်နှစ်တွေမှာ generative ai လို့ခေါ်တဲ့အသိဉာဏ်တူနည်းပညာလူတွေလက်ထက်ရောက်လာတာကိုအားဆုံးသိထားကြပြီးတော့ပါကျောင်းသားကျောင်းသူတွေကအစနည်းပညာ engineer တွေအလယ်နည်းပညာရှင်တွေအစုံ AI သုံးတဲ့သူတွေနဲ့မသုံးတဲ့သူတွေကြားမှာကွဲပြားခြားနှောင်းမှုတွေရှိလာပါတယ် AI ကိုသုံးတဲ့တာဟာကိုယ့်လုပ်ငန်းအတွက်ဘလောက်အကျိုးရှိလဲဆိုတာကိုသုံးတဲ့သူကကြီးကြပါတယ် ဒါပေမဲ့တစ်ဖက်မှာပြန်ပေးဆက်ရမှုကလည်းကြီးမှာပါတယ်။ပြန်ပေးဆက်ရတယ်ဆိုတော့ပတ်စပေးပြီးတုံးရတာလောက်ကိုပြောတာမဟုတ်ပါဘူး။ကျွန်တော်ပါဝင်တော်များကအခမဲ့တုံးလို့ရတော့ပဲတုံးကြပါဒါကြောင့် Open AI CEO Sam Altman ကချက်ကြည့်ပြီးအရှုံးပေါ်နေတော့မယ်လို့ပြောခဲ့ရတာပါ။ဒါဆိုရင်ဘာပြန်ပေးလိုက်ရလဲဆိုတော့အတွေးတွေပါ။ generative ai ရကျွန်တော်တို့ရဲ့အတွေးတွေကိုရုံလုံးပေါ်လောက်လုပ်ပေးပါတယ်။အချိန်ထဲမှာပဲကျွန်တော်တို့ရဲ့အတွေးတွေကနေသိယူပါတယ် ဇန်နဝါရီဆိုတဲ့နာမဝိသေသနာကိုအဲ့ဒါကြောင့်အလေးထားပြီးထည့်သုံးနေရတာပေါ့ဇန်နဝါရီ AI တွေဟာအသုံးပြုသူတွေစီကနေပြန်လည်သင်ယူရင်းနဲ့ဖွံ့ဖြိုးတိုးတက်နေကြတာဖြစ်ပါတယ်။ဒါကိုတိုင်းပြည်နိုင်ငံတစ်ခုရဲ့အနေထားနဲ့ကြည့်လိုက်ရင်တိုင်းပြည်တစ်ခုကပြည်သူတွေရဲ့အတွေးတွေကိုအချက်လက်ဖြင့်စူးစောင်းရယူပြီးသင်ယူနေတဲ့ဇန်နဝါရီ AI တစ်ခုကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းသို့မဟုတ်စိုးရအဖွဲ့တစ်ဖွဲ့ကအဲ့ဒီတိုင်းပြည်ကပြည်သူတွေမာတူးနေတဲ့ဘယ်လို user တွေရှိလဲ ဘာတွေကိုစိတ်ဝင်စားလဲဆိုတာကိုလူလွတ်စရာမလိုပဲပြပြဆုံးဆုံးတည်နိုင်သွားပါပြီပြီးတော့ AI ကိုသုံးပြီးကိုတီးလိုတာတွေကိုသိအောင်ကြိုးစားနေကြတော့ AI ကသိနေချင်တာတွေကိုပဲသိရတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး Google မှာတောချက်စလုံးတွေရိုက်ခဲ့ပြီးတဲ့နောက်ကိုလိုချင်တာကိုပြုပြင်ပြီးရှာလိုက်ရတဲ့အချိန်မှာ AI ကိုမေ့နိုင်ခူးပြီးခံပြီးတော့အတင်းရပါတယ်ဒါပေမဲ့အဲ့ဒါတွေက AI ကပေးချင်တာတွေပဲဆိုတော့ ။ဒီနေ့အပြင် AI ရဲ့ algorithm တွေကလုံခိုင်းထားတဲ့အတိုင်းပဲရလာတာဖြစ်တယ်ဆိုတာကိုမပေးတင်တာပါ။ဒါကရှည်ရင်ကြုံမြင်တဲ့တိုင်းပြည်နိုင်ငံပေါင်းဆောင်တွေပညာရှင်တွေကကြူးကြတာပါ AI ဆိုတဲ့စကားလုံးကိုစသုံးလိုက်ရတဲ့အကြောင်းရင်းတွေကတခုပါ။ဘိုလိုနေချင်းကတော့ကိုတိုင်းပြည်ထဲအထိခရီးယားသောင်းနာပြည်အဖွဲ့တွေလက်ရှိမလို့တော့ပါဘူး။နောက်တစ်ချက်ကတော့ဘာသာစကားနဲ့စာပေပါ။ AI ဟာ အသက်စကားပေါ်မှာအခြေပြုထားတယ်ဆိုတော့ကိုလုံးဝမေးလို့မရပါဘူး AI ဒီဘုံလုံးဟာတဘာဝဘာသာစကားလုပ်ငန်းစီးရင်လို့ဆိုနိုင်တယ် natural language processing ကိုအခြေပြုပါတယ်ဒီလုံငန်းစီးဟာလူတွေပြောတဲ့စကားကို AI နားလည်အောင်ဘာသာပြန်ပေးတဲ့ algorithm လို့လည်းပြောနိုင်ပါတယ် generative AI ရဲ့သဘောအရာဆိုင်းယားဘာသာစကားတွေရေးထားတယ်တန့်စင်ပြီးအချက်လက်အများပြားနဲ့စတင်နေကြရပါတယ်ဒီလိုလေ့ကျင့်ပြီးတော့မှရောတွေးနေတဲ့အချက်လက်တွေနဲ့ဆက်ပြီးလေ့ကျင့်ရပါတယ် မြန်မြန်လေးစင်နိုင်ပြီမြန်မြန်တူတက်နေပြီပေါ့ပဲဒါကြောင့်လူမှုပင်ရတွေလည်းဟာလူတွေရင်းနေကြတဲ့စကလုံးတွေအားလုံးဟာ AI လေ့ကျင့်ဖို့အတွက်အလွန်ကြီးပါတော့ပါဒါတွေကဘာသာပြန်အောင်တက်တက်မဟုတ်ပါဘူးတွေးတွေပါပေါ်သွားရဲဆိုတော့ဝှရှိမှပြောပြပါပြီဒါကြောင့်စာအုပ်တွေဘာသာဆိုင်ရာကျမ်းတွေတို့တန့်စီပြီးအချက်အလက်အများပြားရှိသလိုလူမှုကိမ်းရဲ့အားဖြင့်လည်းအလွန်ကြံပြရတဲ့အင်္ဂလိပ်ဘာသာစကားတော့ AI တွေထိုးထုံးရောက်သွားတာမဆန်းဘူးလို့ဆိုနိုင်ပါတယ် ဒုတိယနေ့ရက်မှာကမ္ဘာလူရေအများဆုံးဖြစ်တဲ့ကျောက်ပီရဲ့အရာကြီးလိုက်နေကြတာလည်းဒါကြောင့်ပါပဲဒီတော့ဘာသာစကားကိုကျွမ်းကျင်တုံးလက်သွားတဲ့အရာကြီးဟာဘာသာပြန်တဲ့နေရာမှာလည်းလုံတော့ကြပါရဲ့ဘယ်ဘာသာစကားကိုမဆိုရှင်းကပြောခဲ့တဲ့ NLP နဲ့အရင်မြင်များများရသွားလိမ့်လေကျွမ်းကျင်နေလေးပါပဲဒီနေရာမှာချက်ချီဒီနဲ့ DeepSeek ကိုရှင်းသုံးကြည့်ပြီး DeepSeek ကမြန်မာလိုပြောတာပိုကောင်းတယ်ဆိုတဲ့သုံးသပ်ချက်တွေဘာကြောင့်ဖြစ်လာလဲဆိုတာကိုနားလည်နိုင်ပါတယ် ရုပ် AI တွေကပုံပေါင်းနိုင်ခင်မှာ NLP တနည်းအားဖြင့် natural language processing ကိုတုံးတာလို့မြန်မာစကားနဲ့ရေးထားတဲ့ချက်တွေမြန်မာနိုင်ငံမြန်မာပြည်သူတွေနဲ့ဆိုင်တဲ့ချက်တွေပို့ရတာလည်းဆိုတဲ့အိပယ်ပါပဲ။ဒါကြောင့်ရှင်းရင်းမြန်မြန်နဲ့ခေါင်းဆောင်တွေနဲ့ပညာရှင်တွေကကိုယ်ဘာသာစာပေနဲ့လုပ်ထားတဲ့ AI တွေရဲ့အရေးပေါ်မှုကိုဒုတိယသိမြင်လာကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့ကိုယ်ဘာသာစကားနဲ့စာပေကိုဘူအားလို့ရင်ဘယ်သူမှပုံမသိနိုင်ပါဘူး။ တခြားတိုင်းပြည်ကအရင်တစ်ခုကသူတို့ဘာသာစကားစာပေရင်ချင်းမှုတွေနဲ့အရင်မိချင်းပြီးတော့မှကို့ဘာသာစာပေကိုဘာသာပြန်ပြီးပြောတာဆိုတာကတစ်ဖက်စာပေရင်ချင်းမှုနဲ့ဘာသာစကားတွေအလွန်ကုန်မှုတွေပါနေတာသိကြပါအနည်းပြောရရင် AI ကိုနားလည်အောင်ပြောနိုင်တဲ့ဘာသာစကားဟာကိုယ်ဝိုင်းဘာသာစကားကို AI နားလည်အောင်မလုပ်နိုင်တဲ့တိုင်းပြည်နိုင်ငံဟာရေးရှိမှာကိုယ်ဝိုင်းဘာသာစာပေနဲ့ရည်ချင်းမှုဆုံးရှုံးရတော့မယ်ဆိုတဲ့အိပယ်ပါပဲ။ ဒီချက်ဟာလည်းအချုပ်ရအာနာဝိုင်း AI ဆိုတဲ့သက္ကလုံဖြစ်လာကြရတဲ့အကြောင်းကြီးတွေကတခုပါပြီးတဲ့နဲ့ American ကိုအစီအပြုတဲ့အင်္ဂလိပ်ဘာသာစကားသုံး AI တွေစတာထုတ်ပေါ်လာခြင်းမှာတရုတ်ပြည်ကသူ့ကိုယ်ပိုင်ဘာသာစကားနဲ့ AI တွေကိုအတင်းတိုးပြီးအမီလိုက်ကြော်တတ်ဖို့ကြိုးစားတာဒါကြောင့်ပါအဲ့ဒါကြောင့်ဥဆုံးရင်အလုံးကပါအမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံဟာထိစုံကဥဆောင်သူတွေဖြစ်နေကြပါပြီ။ဒီပညာအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုပြည်တယ်။ အရာဝီတို့ရဲ့ဆက်သွယ်ရေးရောမနစ်တုံးကအမေရိကန်ပြည်ထောင်စုပုဂ္ဂလိကကဏ္ဍအရာရင်းနှီးမြှုပ်နှံမှုဟာအမေရိကန်ဒေါ်လာတရားကိုတသမာ1ဘီလီယံရှိပြီးတော့တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ6တသမာ2ဘီလီယံရှိပါတယ်။ဆက်နဆာ၄ပါးကိုဟာတာပါ။ဒါပေမဲ့တခြားတိုင်းပြည်တွေနဲ့ရှင်းလိုက်ရင်သူတို့ကပြပြသာသာအောင်ဆောင်နေပါတယ်။ပညာရေးနယ်ပယ်မှာဆိုရင်လည်းတရုတ်ရဲ့ AI သူပြည်နာကျန်တွေဟာအမေရိကန်နဲ့ပြောမအားလုံးပေါင်းလို့တော့ပုံများပါသေးတယ်။ ။ဒါကြောင့်ဥဆောင်နိုင်တာလည်းဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရာကဂျန်ဝေတီဖီယာဟာကမ္ဘာကြီးကိုပိုပြီးချမ်းသာကြွယ်ဝစေဖို့အားကောင်းတဲ့ကိစ္စတစ်ခုဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်။ဂျပန်ရဲ့ဆောင်ရှားမှုတွေနဲ့ယာတိမှုဖောက်ပြန်မှုပြောင်းလဲမှုတို့အပါအဝင်ကိစ္စတော်များကိုအပြေရှာနိုင်မှု AI ကကြီးကြီးမားမားအထောက်အပံ့ပြုပါလိမ့်မယ်။ဒီချိန်ထဲမှာပဲကျွန်တော်တို့က generative AI ရဲ့တောက်ပါတဲ့အပိုင်းကိုပဲကြည့်နေလို့မရပါဘူး။ AI ရဲ့အမောင်းချမ်းကိုပါဉာဏ်ကြရအောင်ပါ။ သတင်းမှုံဖြတ်တဲ့အနေနဲ့လူမျိုးပေါ်လို့ပြောပါတယ်။မနေ့ကဘာရီဘာချင်းပါတယ် OEDC AI ကြီးတော့ကမှပြောသွားတာပါ။ဝင်ကြီးချောင်းခီစီတော်ပြောသွားသလိုပဲသတင်းမှုံဖြတ်တဲ့အနေနဲ့တွေသတင်းမှုံဖြတ်ကြည့်တဲ့အနေနဲ့တွေကလူမှုကွန်ရက်တွေနဲ့ AI သုံးပြီးမှုတွေမှာပိုပြီးဆိုးနေကြကောင်းလာနေပါတယ်။လူမှုကွန်ရက်တွေမှာကအသုံးပြုသူဟာသူ့မျက်စိမှာပေါ်လာတဲ့ပုံဖြတ်သတင်းတွေကိုပဲမြင်ရတာဖြစ်ပြီးတော့ AI သုံးပြီးတဲ့ဆိုတာကရုပ်ချင်းမှုတူထားပြီးမြင်ရတဲ့ပုံပေါ်ပြလာကြပါမယ်။ အရာတမှုကသတိတမှုကိုပုံပြလိုက်ပြီဆိုရင်အသုံးပြုသူကလုံးဝယုံကြည်သွားနိုင်တဲ့အခြေအနေမှာရှိပါတယ်။နောက်ထပ်ပုံစံတစ်ခုကလူမှုမေရာတွေမှာ AI ကိုသုံးပြီးပုံပြတဲ့တွင်လည်းဖြန့်ဝေတာမျိုးပါ။ဒါကအရင်ကတော့ water glass ကြီးရဲ့အတွာလူဝင်အားသုံးပြီးအားထုတ်မှုတွေတဲ့အများကြီးပုံပေါ်ထိရောက်တာသိကြပါတယ်။ပြီးတော့လူများစုလက်ထဲကို AI ရောက်လာတာကြောင့်အချိန်ကသတိထားလာကြီးတွေအစိုးရအပွဲတင်ကြီးတွေကလုံနိုင်တဲ့ပုံပြတဲ့တွင်မျိုးစွာတွေကိုလူတိုင်းလီးပါလုံနိုင်တဲ့ကိစ္စတွေကိုလည်းမြင်နေရပါဘူး။ ဒါကိုပြီးခဲ့တဲ့ Israel Iran အရေးပေါ်ထင်ကျဆာမရပြီးတော့ပါနောက်ဘက်ပြည်တွေကိုယ်တိုင်းဝါရိုက်ဖြန့်ပြင်မာတွေထုတ်လုပ်ပြီးယုံကြည်ရဘက်ကနေအားတက်တယ်ရောဖြန့်ချီခဲ့တာကိုမြင်တွေ့ကြတာဖြစ်ပါတယ်ဒီချက်ကလည်းချုပ်ချာအားပိုင်း AI ဆိုတဲ့စကားလုံးပေါ်မှာတယောင်မှုရှိပါတယ်နိုင်ငံအစိုးရတွေအစိုးရအဆုံးချက်တွေလည်းပါတကူပါဒါပါဒါကြောင့်ဂျပန်နိုင်ငံကိုယ်တိုင်လည်း2021ကနေ2023ခုနှစ်အတွင်းမှာ AI အတွက်အမေရိကန်ဒေါ်လာ26ဘီလီယံကျော်ရည်နှီးမြှုပ်နှံခဲ့တယ်လို့ဒီပေါ်ဌာနရဲ့အဆိုအရပြီးပါတယ်။ဒီလိုလို့ခေါ်တဲ့စွန့်ရည်နဲ့စက်မှုဒီပညာကွန်ပျူတာတွေရဲ့ဘွဲကိုအစိုးရထောက်ခံမှုနဲ့ဖွဲ့စည်းခဲ့ပြီးဂျပန်ဘာသာစကားနဲ့ AI model တွေကိုမြင့်တင်တည်ဆောက်နေပြီဖြစ်ပါတယ်။ဥရောပကလည်းဥရောပရဲ့တရားဝင်ဘာသာစကား24မျိုးနဲ့လေ့ကျင့်ပေးထားတဲ့ AI တစ်ခုကို Horizon Europe ဆိုတဲ့စီမံကိန်းနဲ့နောက်ဆက်တကတွေနောက်ဆက်ခုနဲ့အထိစီမံကိန်းကြောက်ပြီးလုပ်နေပါတယ်။ ် FPC မှာကြီးရဲ့ဒီနှစ်အတွက် budget ကို euro 1.6 billion တောင်းမယ်လို့ EU ရဲ့ထုတ်ပြန်ချက်ကြီးအပြည့်ရပါတယ်။ဥရောပရဲ့ဝေကျေးယင်းနှိမ့်မြုပ်နိုင်မှုဥရောပရဲ့ဒီပညာဖြစ်ချက်ဥရောပရဲ့ပါရမီရှင်တွေဥရောပရဲ့ကြီးမင်းဥတွေတွေကိုကျွန်တော်တို့လိုအပ်ပါတယ်လို့ပြည်သူဝေကြီးချုပ် Emmanuel Macron ကပြောထားပါတယ်။ကျွန်တော်တို့တို့ပိုးပြီးစိတ်ဝင်စားဖို့ကောင်းတာကအာဂျီယန်နိုင်ငံတနိုင်ငံဖြစ်တဲ့ဘီနန်ဟာလည်းဒီလိုင်းထဲမှာအပေါင်းစည်းမျောလာနိုင်တယ် ဘီရင်တောင်ဒီနှစ်ထဲမှာပါ All Lake AI Alliance အဖွဲ့အစည်းဝင်အစိုးရပညာရှင်တွေနဲ့ပုံကလေးကတော့ဝင်နေပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ဘီနော All AMA ဆိုတဲ့ AI ကိုလည်း23ခုနဲ့ကလေးကစတင်နေစီနေပါတယ်။ Facebook ရဲ့ Meta လုပ်ငန်း Meta ရဲ့ Alpha AMA 2ကိုဘီနော်ဘာသာစကား Token Billion 800ပြီးပြန်လည်လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ဒီလိုလုပ်လိုက်တော့ဘီနော်ကိုစကားပြောင်းဝေးပြေလုပ်တဲ့နေရာမှာ ပြီးတော့အန်တိုလီယမ်မီကပြီးမှအရာယူတက်အများကြီးတော်တော်ပါတယ်။ EN ပြည်သူတွေကလည်းကိုမိုင်းအရင်ကို300တော့ဘိုးကောင်းတဲ့အပြေချုံကိုခံစားရစေပါတယ်။ဒါပေမဲ့ ChatGPT တို့အများကြီးအရာတွေကိုမမိသေးတဲ့အပိုင်းတွေတော့ရှိနေပါသေးတယ်။ဒီနေရာမှာတစ်ချိန်လုံးက calorie level ကလည်းလျှောက်ကိုဒုဗမာအစီယုံကြီးကဗမာပြည်သူတို့ပြီးဘွာစာစီဒုစာဗမာစကားတွေဒုစကားဆိုပြီးကြွေးကြော်ခဲ့ကြတာကိုပြန်အောင်းမိပြီးပါတယ်။ ခုဒီကစားနေတဲ့ digital economy ပြုံးမိုးဆိုတဲ့စကားလုံးဟာ AI ဒီပညာပြည့်ကျလာခြင်းကပိုပြီးကြီးလင်ပြသလာပြီးတော့အချို့ကြအားလာပိုင်း AI ဆိုတဲ့စကားလုံးနဲ့တိုင်းရိုက်ပသက်လာပါတယ်။တိုင်းရိုက်တိုင်းကကိုယ်ဘာသာစာပေနဲ့ AI တခုပေါ်ထုတ်နိုင်ခြင်းဟာကိုယ်အချို့ကြအားလာကိုကာဝယ်တာဆိုတဲ့အချက်အပေါ်မိပြီးရတော့မယ့်အချိန်ကမဝေးတော့ပါဘူး။ဒီကိစ္စတွေကဆောင်းပါးတစ်ခုစာတောင်းလောင်းနဲ့ဆင်းနေဖို့မပြီးနိုင်တာကြောင့်နောက်ပိုင်းလေးသိရင်သိသလိုဆက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်ခင်ဗျာ။ うん。